ကျွန်တော်ရဲ့စိတ်ခံစားချက်ကအရင်ရေးကြည့်ရယ်မစားကြတဲ့ဟာကိုစားနေရတာမျိုးမဟုတ်ဘဲနဲ့ကိုအပြုတ်ကြီးတွေစားနေမှာဟို diet ဆိုတာကြီးကိုပြင်းမြင်ပြီးတော့အပြူရည်ကြီးတွေစားနေမှာဝေးကြတာမဟုတ်ပါဘူးကျွန်တော်တို့အမေးတယ်ပေါ့နော်တန်ဝဲနာနေတဲ့အခါမှာအစားအသောက်တွေဘယ်လိုစားကြလဲဆိုပြီးတော့မေးကြတယ်ဒါဒီနေ့ကတော့ဒါချက်ပေါ့နော်ချက်ကိုဗမာချက်ကိုကျွန်တော်ဒီဟာကျွန်တော်တပည့်လုပ်ပေးတာတာအကောင်လိုက်ကိုပေါင်းထားပေါ့အဲ့ဒါရဲ့ဒီထမင်းပြူပဲဒီလိုစားတယ်ဆိုတော့ဒီထဲမှာကအမလေးပြုတ်ကြပါစားမှာပါပါမှာပါနေဆိုတော့ကျွန်တော်ကကြတော့စားကိုမီလီဂရမ်နဲ့ချိန်စားတော့ ကျွန်တော်ကဒီထဲမှာပြီးတော့မှဒီ pin shot pin shot လေးကိုထည့်ပြီးတော့ဒါ sodium intake ကိုကျွန်တော်ယူတာပေါ့နော်အဲ့လိုမျိုးလေးစားနေရှိပါတယ်ဒါကတော့ကျွန်တော်တို့ဒါလဘောပေါ့ရှိနေမြအကုန်ရောပြုတ်ပြီးတော့ကျုံလာတာနော်ဒါလေးအဲ့တော့ကြက်သားဒီမှာပါဆိုအရွက်တွေအကုန်လုံးကိုထည့်လိုက်တယ်ဒါအရေကဒီကြက်သားနဲ့အရွက်ကထွက်လာတဲ့အရေတွေဒီဥကကျတော့ရေထည့်တဲ့ဟာမျိုးတော့ပေါင်းအိုးအဲဒီဥကပေါင်းတဲ့အိုးဒီထဲကိုအာဒီအိုးတွေကိုကြက်သားထည့်လိုက်တယ်ပြီးအရွက်တွေထည့်လိုက်တယ်ဆိုတော့အရွက်တွေထည့်လိုက်ပြီးတော့ တခါတည်းထည့်ပြီးတော့ဒီအိုးရဲ့ဘေးနှာခမ်းမှာရှည်နေရှိတယ်သူပေါင်းလာလို့ရေရှိပြီးတော့ခါတဲ့ဖုံးအုပ်ပြီးတော့ပေါင်းလိုက်တာဒါဆိုအကုန်နူးတယ်ဗျာဒီမှာအယိုးတွေရောအကုန်နူးတယ်အဲ့ဒါဆိုတော့ကျွန်တော်ကဒီနေ့ဒီမှာရေချက်သားရဲ့အာသမင်းကကြတော့200ဂရမ်ကြက်သားကကြတော့နဲ့150ဂရမ်ပေါ့ဒါတနက်ကိုကျွန်တော်အဲ့လိုစားပြစ်ပါတယ်အမြဲတမ်းဒီဗီဇာနေရာကြောင့်လည်းကျတော့အဆင်မပြေဘူး။အာပြောရမယ်ဆိုရင် healthy lifestyle ဆိုတဲ့ခါမှာကျွန်တော်တို့ကဒီလိုမျိုးဟင်းကို healthy ဖြစ်အောင် ချက်စားလို့ရတယ်ဆိုတာကိုကျွန်တော်ကပြောချင်တာအဓိကပါเนาะအဓိကကျွန်တော်ပြောချင်တာကစက်သားအပြုတ်ကြီးတွေစားနေမှာမဟုတ်ဘူးကျွန်တော်ကင်စားရဆိုတော့လေအမြဲတမ်း air fryer နဲ့ကင်စားရကြောလေကျွန်တော်စိတ်ကတော့အရင်မကောင်းလို့ထင်တယ်အဲ့တော့ကျွန်တော်တို့ကအဲ့လိုပြုတ်စားတာလေးတွေပေါင်းစားတာလေးတွေကပို့ပြီးတော့တင့်တော်တယ်ဆိုတော့အာဒါဆိုရင်ဒါဟင်းတစ်ခုဖြစ်သွားပြီအားလုံးမြင်တဲ့အတိုင်းပဲဟင်းပဲဒါပေမဲ့ဒီထဲမှာကျွန်တော်ကကယ်လိုရီများစေတဲ့ဟာတွေ ပြီးလို့ရှိရင် project လုပ်ထားတဲ့ပေါ့နော်စသဖြင့်ပြုပြင်ထားတဲ့ chemical အမှုန်တွေကျွန်တော်ဘာမှမပါဘဲနဲ့ပဇွန်နဲ့နဲ့ပါမယ်ပြီးလို့ရှိရင်အာကျွန်တော်တို့အရွက်တွေပေါ့နော်အရွက်တွေပါမယ်ပြီးရင်ဒီမှာတော်တော်များများဟိုဒါဘာလို့ခေါ်လဲတော်တော်ခရမ်းပြပြကြီးလို့ခေါ်လားဒါဒါဒါအတိအကျလေးစားနိုင်ခါရခါရဘယ်လိုဟာမျိုးလေးတွေပါတယ်ပြီးရင်ဒါဆိုရင်အာဘူးညွန်ဘူးညွန်လေးတွေဒီလိုမျိုးလေးတွေပါတယ်ဆိုတော့ကျွန်တော်စားတဲ့ဟာတွေ healthy ဖို့ဖြစ်တာပေါ့ဗျာအဲကျွန်တော်ပြောချင်တာကလူတိုင်းက diet လို့ပြောတယ်ဝေးချတော့မယ်အဲစသဖြင့်ပေါ့နော် body transformation လုပ်တော့မယ်ဆိုတဲ့အခါမှာจัตตาเกจัตตาติอภุเรยีดิเมียตะชู่ดิมามาเดหาตะชู่อะแลจัตตาโหรอเกนน้อเกนไนดิปิ้วโดปิ้วไลดิอะห่าเดมาปิ้ซอกติเมียอีเนอะโลมิวยีตู่ปิ้วซ้าเนยาดาดอรออเซมะปิ้วดาอะกุโลยีดิยาบาอ่อแกนมาเทมทาตองซาวยาไฟเนကျွန်တော်စားတော့လို့အဆင်ပြေတယ်အမြဲတမ်းကြီးကျွန်တော်စက်သားပြုတ်ကြီးပဲကျွန်တော်စားလာတယ်နှစ်ပတ်စက်သားအပြုတ်ကိုစက်သားပြုတ်ဖြူတယ်နဲ့ ထမင်းဖြူတယ်ပြီးအဲ့ထဲကိုကျွန်တော်ကြက်တော့အနီလေးပြီးထည့်ပြီးတော့တံမြိုင်ညှစ်ပြီးဒီတိုင်းစားတာအဲ့ဆားကိုခုနရှေ့မှာကျွန်တော်ပြောခဲ့သလိုပဲဆားကိုကြတော့ကျွန်တော်ပင်းဆော့မှာအဲတနက်မှာဆိုလို့ရှိရင်ကျွန်တော်လင်းနဲ့ဆားပေါ့တနက်မှာကျွန်တော်ကဒီအဲသုံးတတိလေးပေါ့အဲ့တတိလေးရဲ့လေးပုံပုံတစ်ပုံလောက်ပဲကျွန်တော်ကထည့်တာပေါ့နော်ဒါကျွန်တော်ဆိုရီယံအိတ်ယူခဲ့တာဆိုရီယံလည်းအရင်ရေးကြီးတယ်နော်ဆိုရီယံပြန်ကြသွားလို့ရှိရင်ကျွန်တော်လေ့ကျင့်ကလုပ်တာအိတ်အဆင်မပြေဘူးဆိုတော့အဲ့ဒါတွေကနောက်ပိုင်းကျမှကျွန်တော်အခြေပြပြမယ်အဲ့တော့ဒီနေ့ပြောချင်တဲ့ဟာကကျွန်တော်တို့က healthy ဖြစ်အောင် ဒီလိုမျိုးချက်စားလို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်ကျွန်တော်တော့အဲတခါဆိုင်ရင်အဲထမင်း200ဂရမ်နဲ့အဲဒီကြက်သား150ဂရမ်စားလေရှိပါတယ်အခုလောလောဆယ်တော့ကြက်သားပဲစားပါတယ်ကြက်ဥစားပါတယ်ကြော်ဒါလေးလာပြောပြတာပါအဲ့တော့ CBD ရဲ့ကြော်လေတောက်လျှောက်ကြီးစားလာတာအရင်ညင်းခွေတယ်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ကအခုလိုဗမာကြက်လေးတွေပေါ့နော် City မှာမှရတယ်စစ်ကောင်းကြက်လားအဲဈေးထဲမှာလည်းဒီမှာကြက်တွေရပါတယ်အဲ့တော့ဒီလိုမျိုးပေါင်းပြီးတော့စားပြပါတယ်ဒါပေမဲ့အဲအကောင့်သိရင်တော့ ကျွန်တော်နှစ်ကောင်လောက်စားရတယ်ပေါ့နော်အကောင်ကြည့်ရင်တော့အဲတကောင်ပေါ့တကောင်တကောင်ဝဲပေါ့အဲလိုမျိုးတော့စားပြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အဲဒီ post ကနေပြီးတော့အဲဂျိုးရှိမဲ့အတီးတစ်ခုခုရသွားပါစေပေါ့နော်အဲတော့ကျွန်တော်ပြောချင်တာကအရသာရှိအောင်ဒီလိုအသီးပြအောင်ချက်စားလို့ရတယ်အာအပြုတ်ကြီးတွေစားနေမှာအဲ့တော့ diet ဆိုတာကြီးကိုပြင်းမြင်ပြီးတော့ဖြူရည်ကြီးတွေစားနေမှာဝေးကြတာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ရဲ့ lifestyle မှာ sport psychology ရရောကျွန်တော်တို့ရဲ့စိတ်ခံစားချက်ကအရင်အရေးကြီးတယ် မစားကြတဲ့ဟာကိုစားနေရတာမျိုးမဟုတ်ဘဲနဲ့ကိုယ်နှိမ့်နေစားနေတဲ့ဟင်းချက်တဲ့ပုံစံလေးတွေအထဲမှာထည့်တဲ့ကယ်လိုရီပမာဏတွေဟင်းခတ်မှုန်တွေ process food တွေအဲနောက်ပြီးလို့ရှိရင်ဓာတ်ရုပ်ဗေဒပစ္စည်းတွေနဲ့လုပ်ထားတဲ့ဟာတွေအကုန်လုံးကိုရှောင်ကျင်ပြီးတော့ဒီလိုပုံစံမျိုးလေးချက်စားရင်ပိုပြီးအဆင်ပြေပါတယ်ဒါတော့ကျွန်တော်တို့က trainer တွေဖြစ်တဲ့အခါကျတော့အလွယ်တကူပဲကျွန်တော်တို့ကဦးထဲထည့်ပြီးဒီလိုမျိုးပြုတ်လိုက်တယ်ဒါတော့မှအရန်မိုက်တယ်အရေးလေးလည်းအရန်ကောင်းတယ်ဆိုတော့ဒီလိုလိုက်လို့ဝီစားကြည့်ပါဒါဆိုရင် တင်ကျမ်းမာရေးအတွက်ပိုပြီးကောင်းလာပါလိမ့်မယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်